thank uh you -huh. မင်္ဂလာပါရှင်ခေတ္တသတင်းဌာနကနေနောက်ဆုံးရသတင်းများကိုတင်ဆက်ပေးပါမယ်။ဒလင်ကျောင်းဒေါအောင်ဆန်းစုကြည်နဲ့တမရဝင်းမြင့်အပါဝင်နိုင်ငံရေးကျင်းသားများအတွက်အထူးစိုးရိမ်လို့ NUG ပြောပြီးအိုးဘူတာမငလင်တန်ကျောင်းအဆောင်ပြုကြကလေးဦးတည်ဆုံတဲ့ကျောင်းတင်ဆက်ပေးပါမယ်။မြန်မာနိုင်ငံအလဲပိုင်းမှာမန္တလေး28ရင်းနှီးလှုပ်ခတ်ခဲ့တဲ့ငလင်ကျောင်းစစ်ကောင်စီကမတရားအကျဉ်းချထားတဲ့ဒေါအောင်ဆန်းစုကြည်နဲ့တမရဝင်းမြင့်အပါဝင်နိုင်ငံရေးအကျဉ်းသားများအခြေအနေကိုအထူးစိုးရိမ်နေလို့အမျိုးသားညီညွတ်ရေးဆိုရ NUG ဝန်ကြီးချုပ်ရုံပြောကွင်ရဦးနေဖုံးလက်ကပြော ပြောပါရယ်ဒီကနေ့ပြုလုပ်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာကိုသတင်းစကားပြောကြားခြင်းခုနှစ်မြင်ဆောင်2025မှာ၎င်းကအထက်ပါအတိုင်းပြောဆိုလိုက်တာပါငလင်းတန်းကြောင့်မန္တလေးအိုးဖို့တောင်းတဲ့ကအဆောင်အချို့ပြိုကျပျက်စီးရလို့လည်းသိရပါရယ်ဒီလိုအခြေအနေမှာမတရားထောင်သွင်းအကျဉ်းချခံထားရတဲ့နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်နိုင်ငံတော်သမ္မတဝန်မြင့်တဲ့နိုင်ငံအကျဉ်းသားတွေအားလုံးရဲ့အခြေအနေကိုကျွန်တော်တို့အထူးစိုးရိမ်ကြောင်းပြောလိုပါရယ်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ရဲ့အခြေအနေစိုးရိမ်စရာမရှိဘူးဆိုတဲ့သတင်းအစအနအချို့ရပါမယ်ဒါကလည်းရှားနှုံ ုံးပြေတည်ကြတဲ့ကိစ္စမဟုတ်တာကြောင့်တိထက်ပေါ်ပြီးတည်ကြတဲ့သိရှိရမှုလိုအပ်တယ်လို့ဥနေပုံလက်ကဆိုပါတယ်အကြံဖက်စစ်ကောင်စီကတောင်ဆန်းစုကြည်ကိုနေပြည်တော်မှာထုံနောင်ထားပြီးတမနာဝင်းညင်ကိုတန်ငူထောင်မှာအကျဉ်းချထားပါတယ်လက်တလောနိုင်ငံရေးအကျဉ်းသားတွေကိုစစ်ကောင်စီကဖမ်းဆီးချုပ်နှောင်ထားတဲ့မန္တလေးဥဖုံတောင်မှာငလျင်လောက်ခတ်ခြင်းအစာအုပ်ပြိုကျပြီးအ ਨੇ စုံလူ၄ဦးသေဆုံးကြောင်းထိခိုက်ဒဏ်ရာရရှိသူ၁၂ဦးတည်ရှိနိုင်ကြောင်းမြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် PPNM မှဥဆောင်ကော်မတီဝင်ကိုတိုက်တုံးကပြောပါတယ် ဒါအပြင်ပြူကြလူစင်ထောင်ချင်းထောင်တွင်ရှိခန်းတွေမှာအကျဉ်းသားပေါင်း160ခန်းကိုအတင်းထိုးထည့်ထားကြောင်းအကြံဖတ်စစ်ကောင်ဆောင်အနေနဲ့အကျဉ်းထောင်မှာတင်ဆောင်မှုတွေကိုစနစ်တကျအတည်ပြုထုတ်ပြန်ဖို့လိုအပ်ကြောင်း၎င်းကထောက်ပြပြောဆိုပါတယ်စစ်ကောင်စီထုတ်ပြန်ထားတဲ့လူကြီးအရေးအတွက်တွေထဲမှာအကျဉ်းထောင်တွင်ကတင်ဆောင်နေသူတွေပါတယ်မပါဘူးဆိုတာသိဖို့လိုအပ်ပြီးမှတကယ်လို့ပါတယ်ဆိုရင်ဒါမှစနစ်တကျနဲ့အတည်ပြုမှုထုတ်ပြန်မှုလိုအပ်တယ်ဒီလိုမထုတ်ပြန်ခြင်းဟာအကျဉ်းထောင်တွင်တင်ဆောင်မှုတွေကိုစစ်ကောင်စီအနေနဲ့တရင်ဖုံထားတဲ့ဟာကိုလုံးဝလက်မခံဘူးအကျဉ်းထောင်တွင်တင်ဆောင်မှုအရင်အတွက် ဘလောက်တည်ဆုံးထားတယ်ဆိုတာရှင်းရှင်းလင်းလင်းထုတ်ပြန်ဖို့လိုအပ်တယ်လို့ပြောခြင်းနဲ့လို့မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံအကျဉ်းသားများကွန်ရက် BPN မှာဥဆောင်ကော်မတီဝင်ကိုတိုင်ထုံးကပြောပါတယ်အကျဉ်းထောင်တွင်ရှိအဆောင်နဲ့အုံယူများမှာငကုံမူလကလေးကကြန့်ခိုင်မှုနေပါပြီးအဆောင်တွေမှာပြိုကျလူစဲစဲအဆောင်တွေဖြစ်ကြောင်းနှစ်ကာလရှိကြတဲ့အဆောင်များဖြစ်တဲ့အပြင်လူဦးရေများပြားစွာထားတဲ့အတွက်အဆောင်တွေရဲ့ခံနိုင်အားကငကုံမူလကလေးကအားနည်းနေခြင်းဖြစ်ကြောင်း၎င်းကထောက်ပြပါတယ်ဒါအပြင်ငလင်းလောက်ခတ်ချိန်မှာအကျဉ်းထောင်တန်းပိတ်ချိန်ဖြစ်ပြီးငလ လျင်နှစ်ကြိမ်ပြီးသွားတဲ့အချိန်အတော်ကြာမှသာအကျဉ်းသားတွေကိုတကားဖွင့်ပေးပြီးအပြင်ထပ်ကိုင်းကြောင်းငလျင်ကြောင်အကျဉ်းထောင်နေရများမျက်နှာချက်များပြိုချပြီးထိခိုက်မိသူတွေရှိကြောင်းနိုင်ငံရေးအကျဉ်းသားမိသားစုဝင်တို့ကဆိုပါတယ်ကျွန်တော်အကူကအိုးဘူတောင်မှာအကျန်းဖက်ပုံမှန်နဲ့ထောင်ချနေတာပါမလ28ရက်ညပိုင်းမှာအဆောင်နဲ့ပြန်မဝင်အပြင်ထွက်အိတ်ချင်နေဆိုလို့မင်းတောင်းပန်ပြောကြတဲ့လူအုပ်ချင်းကိုထောင်ကကြောက်ပြီးအပြင်မှာအိတ်ခွင့်ပေးပါတယ် မလ29ရက်နေ့မှာအဆောင်နဲ့ကိုစုအတင်းပြန်ဝင်ခိုင်းပါတယ်တော့ဦးတော့ဖွင့်ပြီးထားမယ်လို့ပြောတယ်မဝင်ချင်းကြောင့်ပြောတဲ့အခါမှာအပြင်မှာစစ်တပ်ကတပ်ဆွဲထားတယ်ခုလန်းခေါ်လိုက်မယ်ဆိုပြီးချင်းချောက်ပါတယ်လို့နိုင်ငံအကြီးအကဲရဲမိသားစုဝင်တွေကပြောပါတယ်ဆလဘီအောင်လံမျိုးနဲ့မကွေးမျိုးနဲ့ပြည်မျိုးတွေတို့မှာစစ်မှုရန်ပတ်စင်ဆက်နေအတွက်လူငယ်များကိုစတင်ဖမ်းဆီးနေပြီးတချို့ကိုဆင့်ကောငလင်တန်တင့်တော်လဲစစ်မှုရန်တသားစုစားမှုများဆက်လက်လုံးနေဆဲဖြစ်ကြောင်းတင်ဆက်ပေးပါမယ်။ မကွေးတိုင်းအောင်လံမြို့နယ်မကွေးမြို့နယ်နဲ့ပဲခူးတိုင်းပြည်မြို့နယ်တို့မှာစစ်မှုထမ်းပတ်စင်စနစ်အတွက်လူငယ်တွေကိုစတင်ဖမ်းဆီးနေပြီးတချို့ကလည်းစစ်မှုထမ်းဖို့အတွက်ဆင့်ကော်နေကြောင်းဒေသခံပြည်သူတွေကပြောပါရယ်အောင်လံမြို့နယ်မှာအခုအပြည်လာအတွက်စစ်မှုထမ်းလူငယ်60ပြည်ရမယ်လို့အောင်လံမြို့မှာပြူစော်တီကောင်းဆောင်မြင့်လွင်အငိမ့်စားအရာခံပေါ်ကအတိပေးလာပြီးစစ်မှုထမ်းဖို့အလဲကြမဲပေါက်ထားသူတွေစစ်တနန်းကြောင်းကိုတွားရောက်ဖို့ဆင့်ကော်ကြောင်းသိရပါရယ်စစ်မှုထမ်းပတ်စင်စနစ်အတွက်ကြိုးစင်ပြင်ဆင်ထားဖို့စပြီးခေါ်နေပါပြီးဒီတကြံကြော်တာနဲ့တွားရမယ်ဆိုပြီး အတည်ပြုတဲ့အဝတ်စားစီးလိုအပ်တာအကုန်ထုတ်ဖို့ပြင်ဆင်ခိုင်းထားတယ်လို့အောင်လံမြို့မှာပြည်သူတအုပ်ကပြောပါတယ်။ရခိုင်မန္လာတွင်ကလည်းအောင်လံမြို့နဲ့စစ်မှုထမ်းလူငယ်60ကိုပြူစော်တိမြင့်တွင်ဦးဆောင်ခွန်ယူခဲ့ပြီးလူငယ်တချို့ကတော့မတရားဖန်ဆင်းခံရလို့စစ်မှုထမ်းတနန်းချောင်းကိုပို့ဆောင်ခံရကြောင်းသိရပါတယ်။အလားတူဘကိုတိုင်းပြည်မြို့နယ်ဝတ္တိကန်အရှိပတ်တလုတ်ပြည်အုပ်စုမှလည်းအုပ်ချုပ်ရေးမှူးတန်းဆောင်ကလာမဲစစ်မှုထမ်းပတ်စင်စနစ်အတွက်တအုပ်စုနဲ့ငွေကြေးသိန်း80စစ်မှုထမ်းချင်းပေးရမယ်လို့တောင်းခံလာကြောင်းစစ်မှုထမ်းချင်းပေးမယ်ဆိုရင်ပေါ်တာ ာမဆွဲဖို့အာမခံကြောင်းပြောဆိုပါရယ်အဆိုပါတလုတ်ပင်ကျင်းရွာအုပ်စုမှာအေဗီလာမှာစစ်မှုတန်းချင်းအဖြစ်အိမ်တော်တစုနဲ့ငွေကြက်၃တောင်းပေးရမှာဖြစ်ကြောင်းသိရပါရယ်ထို့အတူမကွေးတိုင်းမကွေးမြို့နယ်တင်ရကောင်နဲ့မြင်းကွင်းတိုင်နယ်တို့မှာစစ်မှုတန်းအပတ်စဉ်ဆက်နေအတွက်လူငယ်များကိုစတင်ပေါ်စားဆွဲဖမ်းဆီးမှုတွေလုပ်ဆောင်နေရှိကြောင်းဒေသခံဖြစ်သူတွေကပြောပါရယ်မလ28ရက်နေ့မန္တလေးစကိုင်းနေပြီးတော့အပါဝင်မြန်မာနိုင်ငံအလဲပိုင်းဒေသတွေမှာငလျင်တန်းအသိမှုတွေဖြစ်ပေါ်နေတော့လဲစစ်ကောင်စင်ကစစ်မှုတန်းတပ်သားများဆင့်ကုန်မှုကိုရက်ဆိုင်သွားခြင်းမရှိပဲ ည်းဆက်လက်ခွန်ယူခြင်းဖြစ်တယ်လို့သတင်းမှဖော်ပြပါရှိပါရရှင်။ တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့စစ်ကောင်စီဥက္ကဋ္ဌတမရော်နီခန္ဓာမှပြောကြားပြီး NUG PDS CRPH ကိုအပြစ်တင်တဲ့အကြောင်းတင်ဆက်ပေးပါမယ်။စစ်ကောင်စီဥက္ကဋ္ဌကဒေါတာဝင်းရီသုံးမကိုထိပါလာတဲ့လက်နက်ကင်တိုက်ခိုက်မှုတွေကိုလုံးဝလက်သင့်ခံလို့မရတဲ့အတွက်တမရော်နီနဲ့တရားသောစစ်ကိုဆက်လက်ဆင်နွှဲသွားမယ်လို့နေပြည်တော်မှာဒီကနေ့ကျင်းပတဲ့နေ့၈၀ပြည့်တမရော်နီခန္ဓာမှမိန့်ခွန်းပြောကြားသွားခဲ့တာပါ။2020ရွှေကပွဲမှာမင်းမတမမှုတွေရှိခဲ့ပြီးအာနာကိုအဒမရယူဖို့လှုံ့ဆော်ခဲ့တယ်ဆိုပြီး NLD ကိုထက်လောင်းအပြစ်တင်က NUG PDS CRPH ကိုလည်းလက်နက်ကင်ပြီးအာဏာယူဖို့လှုံ့ဆော်နေတယ်လို့အပြစ်တင်ပြောကြားသွားပါတယ်။အခုဆိုရင်လက်နက်ကင်ဖွဲ့တွေက နေမြေလိုက်နေတနေဓာတ်ထစဉ် စစ်ပီယံဝါရကိုသာကျင့်သုံးနေရလို့ဆိုပါရင်မြမသမိုင်းမှာလက်နက်ကင်ပြီးအကြက်ကင်တောင်းဆိုတာကိုတမရော်နီနဲ့အလျှော်ပေးခဲ့တာမရှိတာကြောင့်ဒုတာဝန်ရှိသုံးပါကိုအလေးထားကာကွယ်ဖို့သူရဲ့တပ်ကိုမှာကြားသွားပါတယ်။ဒါအပြင်တိုင်းရင်းသားလက်နက်ကင်ဖွဲ့ရင်းနဲ့ပြည်ထောင်ဖွဲ့ရင်းနီနဲ့လက်နက်ကင်လမ်းစဉ်ကိုဆွန့်လွန်ပြီးပါတီနိုင်ငံရေးနဲ့ရွှေကောက်ပွဲလမ်းကြောင်းကနေဖြည့်ရှင်ရေးဖိတ်ခေါ်ကမ်းလှမ်းထားတယ်လို့ဆိုပါတယ်။ငြိမ်းချမ်းရေးဆွေးနွေးမှုတွေကိုအမြဲတမ်းတကားဖွင့်ထားကြောင်းလည်းပြောပါတယ်။ တီနဲ့ဒီဇင်ဘာလမှာတော့ရွေးကောက်ပွဲလုပ်ပေးသွားမှာဖြစ်တယ်လို့ထက်လောင်းအတီးပြူပြောကြားသွားပါတယ်။ဆလပီဆလင်ကြီးထန်းပူတော်ရွာဖုန်ကြီးချောင်းကိုစစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လီဒီနဲ့ပုံကျဲတိုက်ခိုက်မှုပြည်သူတအုပ်တင်ဆောင်ပြီးတန်ကားတော်တပါပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရတဲ့အကြောင်းတင်ဆက်ပေးပါမယ်။စကိုင်းတိုင်းဆလင်ကြီးမြို့နယ်ထန်းပူကျင်းရွာဖုန်ကြီးချောင်းကိုအကြံပတ်စစ်တပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်တပ်လီဒီနဲ့ပုံကျဲတိုက်ခိုက်ရာပြည်သူတအုပ်တင်ဆောင်ပြီးတန်ကားတော်တပါပါဝင်ပြည်သူ၅ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းဒေသခံပြည်သူ ူတောက်ကပြောပါတယ်။မလ29ရက်နေ့ညနေ9:30မိနစ်ခန့်မှာစလင်းကြီးမြို့နယ်ထန်းပူကျင်းရွာဖုန်ကြီးကျောင်းကိုတိုက်ပွဲဖြစ်ပွားခြင်းမရှိပင်အကျန်းဖက်စစ်တပ်ကစစ်တပ်လေဒီနဲ့ပုံကျဲတိုက်ခိုက်ခဲ့တယ်လို့သိရပါတယ်။အကျန်းဖက်စစ်တပ်ရဲ့လေကျောင်းတိုက်ခိုက်မှုအတွင်းပြည်သူတောက်တင်ဆောင်ပြီးတန်ကားတော်တပါအပါဝင်ပြည်သူ9ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်းသိရပါတယ်။ စစ်ခွေးလီဒီကမြေကြောင်တိုင်းတက်လာပြီးအပြန်မှာပတ်ချသွားတာတိုက်ပွဲမရှိပါဘူးဖုန်ကြီးကြောင်ပေါ်ကိုတဲတဲ့ချသွားတာပြည်သူတအုပ်ကတော့ပွဲချင်းပြီးတေဆုံးနေထိခိုက်တရံရတာတော့၅ယောက်လို့ပြောတယ်ဖုန်ကြီးတစ်ပါးလည်းတည်တယ်တည်သွားတာကအမျိုးသမီးထိခိုက်တရံရတယ်လည်းမှာကလင်းမီလည်းပါတယ်လို့သိရတယ်အသက်အရွယ်ကြီးကတော့မတိရသေးဘူးလို့ထိသားကံပြည်သူတအုပ်ကပြောပါတယ်ဆလပီးလေးမျက်နာနဲ့ကွင်းကမျိုးကြားတိုက်ပွဲပြင်းထန်နေကြောင်းတင်ဆက်ပေးပါမယ်အေအေနဲ့ပူပေါင်းတပ်ပသိမ်မုံရွာလမ်းပေါ်ရောက်လာတယ်လို့သိရပါတယ်ဟင်္ဒရာခရိုင်လေးမျက်နာမျိုးနဲ့ကွင်းကမျိုးကြား ပတ်သိမ်မုံရွာလမ်းပင်းရွာများမှာတိုက်ပွဲအလွန်ပြင်းထန်နေပြီးတိုက်ပွဲကမြို့ဘက်ကိုအလင်းအမြန်ရောက်ရှိလာကြောင်းဒေသခံတွေကပြောပါရယ်လီမျက်နာမြို့နယ်တွင်မလ16ရက်မှစတင်ပြီးတိုက်ပွဲဖြစ်ခဲ့ပြီးမလ26ရက်မှပတ်သိမ်မုံရွာလမ်းအတိုင်းအာရခတက်တော်အေအေနဲ့ပူပေါင်းတက်တွေတက်လာပြီးတိုက်ပွဲပြင်းထန်နေရလို့ဒေသခံတုံးကပြောပါရယ်အေအေနဲ့ PDF တွေအများကြီးပဲရောက်လာတာစစ်တပ်ကလေကြောင်းကနေပစ်တဲ့တိုက်ပွဲရောက်လာတာတော်တော်လေးကိုမြန်နေဒီညကွင်းကောက်စိတ်မချရဘူးကြိုးရှောင်းနိုင်ဖို့လိုအပ်နေရလို့ကွင်းကောက်မြို့ကန်တုံးကပြောပါရယ်ကွင်းကောက်မြို့နဲ့လေးမိုင်ကန် အကွာရှိပသိမ်မုံရွာလမ်းဘေးမှာပိနေကွင်တော်ရဆရာတော်ကရောက်လာတာကအယံမြန်လုံးပါတယ်။ကွင်ကောက်ဘက်ကပြည်သူတွေဆစ်ဆောင်မယ်ဆိုရင်6ရွာတလုတ်တော်လမ်းကိုအသုံးပြုပါပိနေကွင်ပန်းတော်ကြီးလမ်းကိုလုံးဝမသွားကြပါနဲ့။ပသိမ်မုံရွာလမ်းမကြီးပေါ်တက်လာကြပါပြီလို့ရှိသားထားပါတယ်။ပိနေကွင်သားတွေပြေးပါကွင်ကောက်တတိထားပါစက်ပောင်းကုန်းတန်မြာကုန်းစာစီကုန်းတောင်စင်းစတဲ့ရွာတွေစစ်ပွဲအတွင်းမှာပါပိနေကွင်ချင်းကိုင်ကွင်းစတဲ့ရွာတွေလည်းစစ်ပွဲကွင်ရောက်နေပါပြီလို့ဆက်လက်တတိပြေးပါတယ်။တိုက်ပွဲများပြင်းထန်နေပြီးဒေသခံများ ထွက်ပြေးတင်ရှာဖို့အခက်အခဲများကြုံတွေ့နေရကြောင်းသိရပါတယ်။ကွင်းကောက်မှာရဟန်းရင်နေပြန်နေတဲ့ပြက်ခတ်တန်တွေလည်းကြားတယ်။အထင်ကကအနည်းကင်းအောင်ချိန်မီတင်ရှောင်ကြမှုလို့လည်းအရက်သားတွေဖေးကင်းအောင်လမ်းတွေဖွင့်ထားပေးစေခြင်းနဲ့လို့ကွင်းကောက်မြို့ကန်တောင်းကပြောပါတယ်။ကွင်းကောက်မြို့မှာစစ်ကောင်စီရဲ့အမှန်ကလေးကျင်ရေးတနန်းချောင်းရှိရဲ့စစ်ကောင်စီကကွင်းကောက်အင်ကပူဟင်္ဒရာလမ်းကိုဖိတ်ဆို့ထားတယ်လို့သတင်းမှဖော်ပြပါရှိပါတယ်ရှင်။